ရခိုင်မှာတကြောပြန်တိုက်ပွဲတွေအတွင်းစစ်တပ်ရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်သေဆုံးသူ1000နီးပါးရှိလာပြီးအဲ့ဒီထဲမှာအသက်မပြည့်သေးတဲ့18နှစ်ယောက်ကလေးငယ်385ယောက်အထိပါဝင်နေပါတယ်။ကေခိုင်သတင်းပေးပို့ထားတာပါရှင်။ကောင်းပါထေအောင်ဟိခေါ်ကိုလဲရှိအမျိုးသားရဲတော့ပီဆက်မှုတိကိုမိခါဖူဆောင်ရခေါ်ဖောင်ဒေးရှင်းကရာဖဲထေမှာကပီထိုးလို့မတဲတော့ဂုံပူအပ်ပါတယ်။အကောင်းပါထေအောင်ဟိအနေနဲ့လော့လိုရာကိုလော့နိုင်ပြဖရိုက်တဲ့ ပြီးခဲ့တဲ့အောက်တိုဘာလ26ရက်နေ့ကအာရခတက်တော် AA သိမ်းပိုက်ထားတဲ့ပုံနာကျုံမြို့နယ်ကွန်းတောင်ရွာကိုစစ်တကဒရုန်းနဲ့ပုံကျတိုက်ခိုက်ခဲ့ပါတယ်။အဲဒီလိုတိုက်ခိုက်ခဲ့တဲ့အတွက်အသက်၁၀လနှစ်အရွယ်ပဲရှိသေးတဲ့မောက်ထေးအောင်ဟိန်ခေါ်ကိုလည်းသေဆုံးခဲ့ရပါတယ်။သူဟာအတန်းငယ်ရွယ်ပေမဲ့ပရာဟိတအလုပ်တွေကိုလုပ်ကိုင်နေသူဖြစ်ပြီးဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းရဲ့အဖွဲ့ဝင်တယောက်လည်းဖြစ်ပါတယ်။ တော်လာဖို့အခက်အခဲဖြစ်နေတဲ့လူနာကိုကူညီပို့ဆောင်ပေးခြင်းပါပဲဒီလိုအဖြစ်ဆိုနဲ့ကြုံခဲ့ရတာဖြစ်ပါတယ်အခင်းဖြစ်တဲ့နေ့26ရက်နေ့ကကြာတော့နေ့လေးပဲတတိုင်းရောလောက်မှာဒီလူကလမ်းကြောင်းတစ်ခုရှိတယ်ဆိုပြီးတော့အသင်းကိုတတင်းရလို့တော့ကွန်းတောင်ကိုတွားကြတာပေါ့အဲ့ဒီမှာလူနာတင်နေတဲ့အချိန်မှာဒီစစ်တပ်ရဲ့ drone ကနေပြီးတော့ဟို120မမတိထိတ်လိုက်တာပေါ့အဲ့ဒီမှာဒီသူ့ရဲ့ ဘေးဘက်လေးဘက်ကို120မမရဲ့ဒီအဆဝင်တော့ပြီးတော့အခုလိုဖြစ်သွားတာပါခင်ဗျသူ့အပေါ်မှာအတင်းကသူတွေရောကျွန်တော်ကျွန်တော်ရောနေပြီးတော့အများကြီးမျောလင်းထားတာသူ့မှာဒီတကယ်ကိုထိုးစွန်းကြောင်ရောက်တဲ့အစွန်းအစာတွေရှိတဲ့အဲ့ဒီလိုကလေးတယောက်ကိုကျွန်တော်တို့အခုလိုဆုံးရှုံးလိုက်ရတယ်ဆိုတော့ဒါကျွန်တော်တို့ဘယ်စကလုံးနဲ့ပြောတော့ရမယ်မင်းတို့ကျွန်တော်တို့ဒါမသိဘူး သေဆုံးသွားတဲ့မောင်ထဲအောင်ဟင်းဟာအသက်၁၀နှစ်ကျော်ကလေးကပရာဟိတလုပ်ငန်းတွေကိုကူညီလှုပ်ဆောင်ပေးနေတာဖြစ်ပြီးသူငငယ်ရွယ်နဲ့သေဆုံးရတဲ့အပေါ်မှာမိသားစုတွေကနှမျောတတ်တာဖြစ်နေကြတာပါ။ဒါပေမဲ့အာနာသိန်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်အဲ့ဒီလိုတေဆုံရတာတွေကရခိုင်ပြည်နယ်မှာအစမ်းတကြေကိစ္စမဟုတ်တော့သလိုဖြစ်နေပါဗျ။ ရခိုင်မှာတကြောပြန်တိုက်ပွဲစဖြစ်တဲ့2023ခုနှစ်နိုဝင်ဘာလ13ရက်နေ့ကနေ2025ခုနှစ်စတင်ဘာလ30ရက်နေ့အထိစစ်တပ်ရဲ့တပ်ဖြတ်မှုတွေကြောင့်သေဆုံးသူ980ယောက်ထိခိုက်ဒဏ်ရာရရှိသူ2054ယောက်နဲ့ဖမ်းဆီးခံရသူ1000ယောက်လောက်ရှိတယ်လို့ AA ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးယူ HDCO ကအောက်တိုဘာလ25ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ် စစ်တပ်ရဲ့အကြမ်းဖက်တပ်ဖြတ်မှုတွေကြောင့်တင်းဆုံသူတွေထဲမှာမောင်ထေးအောင်ဟိန်လိုအသက်မပြည့်သေးတဲ့ဆစ်ရှင်ယောက်ခလင်းငယ်385ယောက်ပါဝင်ပြီးအဲ့ဒီပမာဏကတင်းဆုံသူစုစုပေါင်းရဲ့ဆစ်ရှစ်ရာခိုင်နှုန်းဖြစ်ပါတယ်။ဒါအပြင်အမျိုးသမီး1264ယောက်လည်းတင်းဆုံခရပြီးစုစုပေါင်းတင်းဆုံသူတွေရဲ့31ရာခိုင်နှုန်းဖြစ်တယ်လို့သိရပါတယ်။ အခုလောစစ်တပ်ရဲ့အကြမ်းဖက်တပ်ဖြတ်မှုတွေထဲမှာလေကြောင်းတိုက်ခိုက်မှုကြောင့်တေဆုံးသူ440သုံးယောက်နဲ့ထိခိုက်ဒဏ်ရာရရှိသူ1015ယောက်ရှိတယ်လို့ဆိုထားပါတယ်။2023ခုနှစ်နဝင်ဘာလမှာစခဲ့တဲ့အေအေရဲ့ရခိုင်ပြည်နယ်ထိုးစစ်ကနနစ်ပြခါနဲ့အချိန်ကို ရောက်ရှိလာပါပြီ။ဒီအတော်အတွင်းရခိုင်ပြည်နယ်မှာရှိတဲ့မြို့နယ်၁၇ခုထဲကစစ်လေခုကိုအေအေကသိမ်းပိုက်ထားပါတယ်။အာနာသိန်းစစ်တပ်ဟာအေအေသိမ်းယူထားတဲ့မြို့တွေကိုပြန်မသိမ်းနိုင်သလို ရင်ပြင်ကနေစစ်ကြောင်းထိုးတော်မျိုးတော့မလုံနိုင်ပါဘူး။ဒါကြောင့်လက်နက်ကြီးနဲ့ပစ်တာလေးချောင်းကဘုံကျေးတာတွေပဲလှုပ်ပြီးပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်တာတွေလုပ်နေတာပါ။အဲ့ဒီလိုတိုက်ခိုက်တာတွေကိုစစ်တပ်ကအခုရပ်ပိုင်းအတွင်းပိုလုပ်လာနေပါတယ်။မခိုင်ပြည်နယ်မြောက်ပိုင်းကစစ်တွေပုံနာကျွန်းပေါတော်ရသေတော်မြို့နယ်တွေကိုတော့စစ်တပ်ကသူထိန်းချုပ်ထားတဲ့နေရာကနေလက်နက်ကြီးနဲ့ပစ်ခတ်တာလေရင် drone တွေတုံပြီးဘုံကျေးတာတွေခက်ဆိတ်ဆိတ်လှုပ်လာပါတယ် ရခိုင်ပြည်တောင်ပိုင်းမြို့နယ်မှာလည်းစစ်တပ်ကရေပြင်ကနေစစ်သင်္ဘောတွေနဲ့စစ်အင်အားဖြစ်တင်းနေသလိုလက်နက်ကြီးပစ်ခတ်တာတွေလေကြောင်းပစ်ခတ်တာတွေဇက်တိုက်ရှိလာနေလို့ဒေသခံတွေကပြောဆိုကြပါရီတန်တွေးလိုကြောက်ထုတ်လို့နဲ့အောင်တော့ရတဲ့ရေပြင်ဟိုကတော့ဒါသူတို့လက်ရှိစကောင်အောင်ဆွဲမှုထားတဲ့အနေအထားတွေမှာရှိတယ်။ဘာကြောင့်သူတို့ရဲ့ရေကြောင်းဟောချမှုနည်းလေးများတယ်ဒီကြောက်ထုတ်လို့စစ်အင်အားဖြစ်တင်းနိုင်လေဒီများလာတယ်။နောက်ရေပြင်မှာလည်းသူတို့ရဲ့ စက်တင်ဘာလရလည်းအရင်ချင်းများတယ်အဓိကဂွားမျိုးနဲ့တန်လေးမျိုးအပါဝင်ဖို့ဒါကြောက်ဖြူလို့ရမ်းပြီးတော့ဒါနေပြူကြောက်ရတဲ့မျိုးရင်းဖြစ်တယ်နေပြူကလည်းပဲအဲ့လိုမျိုးမထင်ရမထင်သလိုလူလင်းနဲ့ကြီးရင်လမ်းပြင်းတာရှိသေးတာဟိုလင်းနဲ့ပုံကြည့်တာရှိသလိုဒီဒုံးလေးနဲ့လည်းပုံကြည့်တာရှိတယ်ဒီဒေတာတွေမှာရှိတဲ့ပြည်သူတွေအများစုကတော့ဆိုရင်အချင်းလမ်းမှုတွေပဲနေကြတာအဲ့ဒီလူတွေကတော့သူတို့မြေပြင်စစ်ပွဲမရှိတဲ့အတွက်ကြောင့်အဲ့လက်ရှိကမြို့ပေါ်ပြောင်းရောင်းနေတဲ့ပြည်သူတွေကတော့ အာဒီစားစစ်ပစ်ဆောင်သွားတာတော့မရှိတော့ဘူးဒါပေမဲ့အကိုအမကိုနေတဲ့ဆိုပေမဲ့တတိဝရတော့ជីជីသားပဲနေတိုင်းရတယ်အဲညက်ပြဆိုလေတတိထားဆိုညမှာလေတတိထားပြီးနေရတယ်ဟိုလာသူအိဘွားဘွားအိလိုမရတဲ့အနေထားမျိုးလေစစ်တပ်ရဲ့အကြမ်းဖက်တပ်ဖြတ်မှုကြောင့်တေဆုံးသူအရေအတွက်ဟာ2024ခုနှစ် ောက်တိုဘာလနဲ့2025ခုနှစ်ဇန်နဝါရီလမှာအမြင့်ဆုံးဖြစ်ခဲ့ပြီး2025ခုနှစ်ဇူလိုင်လကစပြီးလေကြောင်းတိုက်ခိုက်မှုတွေပိုများလာတယ်လို့ AA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်စစ်တပ်ရဲ့အကြမ်းဖက်တပ်ဖြတ်မှုတွေကြောင့်ထိခိုက်သေဆုံးသူအများစုဟာရခိုင်လူမျိုးတွေဖြစ်ကြပြီးမရမာကြီး၊ဟိန္ဒူ၊ခမင်းတပ်နဲ့ရိုဟင်ဂျာလူမျိုးတွေလည်းပါဝင်နေတယ်လို့သိရပါတယ်။ကျွန်မကေခိုင်ပါ။အဖော်ဝါထရဟေးအနေနဲ့လာလိုတာကိုလာနိုင်ပြဖိုက်တဲ့ 阿达王跳起，高原都格里热巴子。阿达王跳起，高原都格里热巴子。阿达王跳起，高原都格里热巴子。